မင်္ဂလာဥကုသူတူကြီးဖြစ်တဲ့အတွက်ကြောင့်ကောင်းကျိုးဝေဖြာလက်ထမင်္ဂလာဆိုတဲ့ဒီခေါင်းစဉ်လေးနဲ့တူတူချင်းချင်းဟောပြောပေးမှဖြစ်ပါတယ်။ဘုန်းကြီးတို့တွေလောကသဘာဝအရာမျိုးသားနဲ့အမျိုးသမီးနှစ်ဦးဇနီးမောင်နှံအဖြစ်ဖြစ်ပေါင်းစဉ်ဆက်ဆံကြတာကိုမင်္ဂလာဗုဒ္ဓတေသနာတော်ကဒါမင်္ဂလာလို့ခေါ်တော်မူခဲ့ပါတယ်။ တော့မင်္ဂလာဆိုတာဘာကိုပြောတာလဲကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတတ်တဲ့ကိုနှုတ်ဆက်အမှုအရာကိုမင်္ဂလာလို့ခေါ်တယ်ဒါတော့ဇနီးမောင်နှံတို့မျိုးသားမျိုးသမီးနှစ်ဦးဇနီးမောင်နှံအဖြစ်ဖြင့်ပေါင်းသိမ့်တာကိုဘာကြောင့်မင်္ဂလာလို့ပြောရတယ်လဲဆိုရင်ဒါသေးသေးကြကြပြန်တဲ့စဉ်းစားမယ်ဆိုရင်ဇနီးမောင်နှံနှစ်ဦးပေါင်းသိမ့်လိုက်တဲ့အတွက်ကြောင့်ကောင်းကျိုးနဲ့ဆိုးကျိုးဒီနှစ်ခုကို ဟိုခွဲခြားဝိပန်လိုက်မယ်ဆိုရင်အဓိကတော့စိတ်ထားပေါ့စိတ်ထားမှုမြတဲ့ဇနီးမောင်နှံဆိုရင်ကောင်းချိုးတွေအများကြီးဖြစ်ပေါ်လာမိမိတို့ရဲ့ကောင်းချိုးမိသားစုရဲ့ကောင်းချိုးတွေလောကရဲ့ကောင်းချိုးတွေများစွာဖြစ်ပေါ်လာတယ်အဲဒါလိုအမျိုးသားမျိုးသမီးနှစ်ဦးပေါင်းသင်းတဲ့အခါမှာစိတ်ကောင်းကိုအရှိခံပြီးကောင်းချိုးတွေများစွာဖြစ်ထွန်းစေတဲ့အတွက်ကြောင့် 哎，如邦丁里谈达布，圣尼摩那皮皮邦丁里谈达布，明格拉桑路达，尼玛扎嘎玛尼玛木比乌扎杰皮巴呢？明格拉索拉扎格卢嘎尼拉达布，阿拉明格拉图拉扎格卢嘎，库纳比乌卢康珠昌扎杰迪迪古皮西的，哟，圣尼摩那邦丁来达呢？比如康珠昌扎的皮波西拉恩德勒苏耶，那说比亚嘎。 ဗုဒ္ဓဓာရသာသင်္ကဟောလို့မင်္ဂလာတရားတော်ထဲမှာဒီလိုဟောတာဗုဒ္ဓဓာရသာသင်္ကဟောသာသမီတွေကိုချီးမြှောက်ခြင်းစီမင်္ဂလာအဲ့တော့အိမ်ဆောင်မှမပြုတ်ရင်သာသမီဆိုတာမရှိနိုင်ဘူးမဖြစ်နိုင်ဘူးအဲ့တော့အိမ်ဆောင်ပြုတ်လိုက်တဲ့အတွက်ကြောင့်သာသမီတွေဖြစ်ပေါ်လာနိုင်တယ်သာသမီတွေရှိလာမယ်အဲ့ရှိလာဖြစ်လာတဲ့သာသမီတွေရဲ့ကောင်းကျိုးတွေကိုဇနီးမောင်နှံနှစ်ဦးက <laughs> ကျိုးစားအားထုတ်ကြလေမိမိရဲ့သားတွေသမီးတွေကြည်ပါဘူးတိုးတက်ဖို့အောင်မြင်ဖို့ချမ်းသာဖို့အတွက်အားဆိုင်ပြီးတော့ဆောင်ရွက်အဲ့လိုဆောင်ရွက်တဲ့အခါမှာသားတွေသမီးတွေကြည်ပါပါစေတိုးတက်ပါစေအောင်မြင်ပါစေဆိုတဲ့အမတန်ကြည်မြတ်တဲ့ဘလို့ဘာနဲ့မှနှိုင်းလို့မရတဲ့မေတ္တာတရားကိုအခြေခံပြီးအားထုတ်ကြတယ်အဲ့ဒါကြောင့်မို့သားသမီးတွေကြည်ပါဖို့တိုးတက်ဖို့အောင်မြင်ဖို့အတွက် ကျိုးစားအားထုတ်တဲ့အချိန်မှတင်ပဲဒါကောင်းကျိုးတွေမေတ္တာတရားကိုအခြေခံတဲ့အတွက်ကြောင့်ကုသိုလ်တွေများကြီးဖြစ်ပွားနေပြီနောက်တစ်ခါသာသမီတွေအကျိုးကြီးပဲလားဆိုမဟုတ်ဘူးသူကအိမ်ထံပြုတ်လိုက်တယ်ဆိုတာမိဘကနှစ်ဖက်ရှိလာပါတယ်မျိုးသားဘက်ကလည်းမိဘမျိုးသမီးဘက်ကလည်းမိဘမျိုးသားမိဘလည်းမျိုးသမီးရဲ့မိဘပဲမျိုးသမီးမိဘလည်းအမျိုးသားရဲ့မိဘပဲ မိဘနှစ်ဖက်စလုံးရဲ့အကျိုးစီးပွားတွေကိုဇနီးမောင်နှုံနှစ်ဦးကအတတ်နိုင်ဆုံးကြိုးပမ်းအားထုတ်ကြရမှာဖြစ်ပါတယ်အဲ့တော့ကြိုးပမ်းအားထုတ်တဲ့အခါမှာခုနကသမ္မာပဏိဟိတစိတ်တစိတ်ခေါင်းကိုမွေးမြူပြီးကြိုးစားကြရတာပါပဲအဲ့တော့စိတ်ခေါင်းကိုမွေးမြူပြီးကြိုးစားတဲ့အလုပ်ကစိတ်ခေါင်းကိုအခြေခံပြီးလှုပ်ဆောင်ချက်တွေဟာအကောင်းတွေဖြစ်ပေါ်လာအဲ့တော့အခြေခံစိတ်ထားကောင်းမြတ်ရင် လှုပ်ဆောင်ချက်ခေါင်းတွေဖြစ်ပေါ်လာတယ်ဒီတော့ဇနီးမောင်နှံဥကမိမိတို့ရဲ့နှစ်ဖက်သောမိဘတွေအကျိုးစီးပွားကိုလှုပ်အတန်းနယ်ဆုံးဆောင်ရွက်ကြမယ်လှုပ်ကန်ကြမယ်ဆိုတဲ့စိတ်ခေါင်းကိုအခြေခံပြီးဆောင်ရွက်တဲ့အခါမှာအော်အဲဒီစိတ်ခေါင်းကနေတဆင့်ဖက်ပေါ်လာတဲ့ကိုအမှုရာတွေနှုတ်အမှုရာတွေအကောင်းဖြစ်လာတယ်အဲကောင်းသောကုန်နှုတ်အမှုရာကနေတဆင့်ဆောင်ရွက်တဲ့လှုပ်ဆောင်ချက်က ဖြစ်ထွန်းလာမယ်အကျိုးတရားတွေပဲကောင်းကျိုးတွေကိုပဲဖြစ်စေပါတယ်ဒါကြောင့်မို့လက်ထထိတ်များတယ်ဆိုတာကောင်းကျိုးချမ်းသာကိုအမျိုးမျိုးကိုဖြစ်စေတတ်တယ်ကောင်းကျိုးဝေဖျာလက်ထမင်္ဂလာလို့တလူဆိုရခြင်းဖြစ်ပါတယ်ဒါတော့ကောင်းပြီမိမိတို့အားတွေတမိတွေမိမိတို့အတွက်လည်းပဲတဦးနဲ့တူတယောက်နဲ့တယောက်ပေါ်မှာတော့တဏှာနဲ့ကြီးချေတာမဟုတ်ဘူးဇနီးမောင်နှံနှစ်ဦးကတဦးအပေါ်တဦးတဏှာနဲ့ကြီးအခြေခံထားချေလို့မရဘူးသူက မြစ်တတဏှာဆိုတာအခိုက်အတန့်လေးတစ်ခုပဲဖြစ်ပေါ်လာမြစ်တာတရားကထာဝရခံခံနေတဲ့အရာအေးလဲအေးမြနေတဲ့အရာအဲ့တော့မြစ်တာတရားကိုအရင်ခံပြီးချစ်ခင်ပေါင်းသင်းလာခဲ့တဲ့အတွက်ကြောင့်ဟောမြစ်တာတရားကနေတစ်ဆင်းကုစုတရားတွေနေပဲနေတန်ဖြစ်ပွားလာတယ်နောက်တစ်ခါမြစ်တာတရားကလည်းသာမိမိဘရဲ့ကျေးဇူးကိုသိနာလဲတယ်မိဘကိုမိဘရဲ့ကျေးဇူးကိုသိရှင်းနားလဲခြင်းကဒါမင်္ဂလာပဲ။ မိဘရဲ့ကျေးဇူးကိုသိချင်တဲ့ခြင်းကနေတဆင့်မိဘတွေရဲ့လှုပ်ဆောင်ရမယ်မိဘတွေအပေါ်မှာလှုပ်ဆောင်ရမယ်လှုပ်ဆောင်တဲ့ခေါင်းတွေကိုမိမိတို့ကအတန်နိုင်ဆုံးလှုပ်ဆောင်လိုက်တဲ့အခါမှာဩကုသိုလ်တရားတွေနှလုံးသားထဲမှာကုသိုလ်အင်အားတွေနေတိုင်းတူပွားလာတယ်။ဒါတော့ဒါအိမ်တော်ပြုတ်လိုက်တဲ့အတွက်ကြောင့်မိဘနှစ်ဦးနှစ်ဖက်လုံးမိဘတွေအပေါ်မှာ စိတ်ကောင်းကိုအခြေခံပြီးအတဏ္ဍဆုံးလှူဆောင်လိုက်တဲ့အတွက်ကြောင့်ဟောအဲ့အဲ့တောင်ပြုကိုအခြေခံပြီးကုစုတရားတွေနေ့တိုင်းနေ့တိုင်းဖြစ်ပွားလာတယ်။နောက်တစ်ခါမိမိတို့အဲ့တောင်ပြုလာပြီးပတ်ဝန်းကျင်နဲ့လူဆိုတာတဦးတည်းနှစ်ယောက်တည်းလည်းနေလို့မဖြစ်ဘူး။အသံအဝိုင်းနဲ့ပတ်ဝန်းကျင်နဲ့နေရထိုင်ရပတ်ဝန်းကျင်နဲ့နေရထိုင်ရတဲ့အခါမှာအဲ့တောင်မပြုခင်တုန်းကမိမိတို့ပတ်ဝန်းကျင်ကအဲ့တောင်ပြုတဲ့ပတ်ဝန်းကျင်လောက်မကျေပြန့်ဘူး။ 一张表来着，看嘛，八万几啊，不就结表了？哦 <noise>，结表了呢，八万几啊，六十啊，哎，八万几的呢，帮点十三的，看嘛，到十一、二、月去看，没出现过度的压力的，那是平平的。把八万几也关注的股，没没压住啊，就关注的，没没八万几关注的，啊，咱呢就十一、二、月去看，没出现哦，十二、三、月那五十六页。 နှလုံးသားနှလုံးသားထဲမှာစိတ်အစဉ်ထဲမှာအမတန်သန့်ရှင်းကြည်လင်တဲ့ကုသိုလ်စိတ်တွေဖြစ်ပေါ်လာတယ်။ပတ်ဝန်းကျင်ရဲ့အကျိုးကိုဆောင်ရွက်တယ်ဆိုတာမေတ္တာတရားမပါဘဲနဲ့မဆောင်ရွက်နိုင်ဘူးသူကမေတ္တာတရားကိုပတ်ဝန်းကျင်ဒီပတ်ဝန်းကျင်မှာရှိကြတဲ့ကိုယ့်ရဲ့အပေါင်းအသင်းတွေရရသူရသားတွေရရကွက်သူရကွက်သားတွေမြို့သူမြို့သားတွေဟောကြံ့မှန်ပါစေချမ်းသာပါစေစိတ်ချမ်းသာပါစေအဓိက စိတ်ချမ်းသာပါစေဆိုတဲ့အဲဒီပတ်ဝန်းကျင်ရဲ့ကောင်းချိုးတွေကိုတန့်နိုင်တဲ့အတိုင်းတာရဒါဆောင်ရွက်နေကြတာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်တဲ့အခါမှာခုနပြောခဲ့တဲ့မြစ်တန့်ရှင်းသောမြစ်တာတရားကိုအခြေခံပြီးဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့်ဆောင်ရွက်တဲ့ဇနီးမောင်နှံနှစ်ဦးစလုံးရဲ့စိတ်အစဉ်ထဲမှာတန့်ရှင်းသောကုသိုလ်စိတ်တွေဝင်ရောက်ကိန်းအောင်လာတယ်အဲ့လိုတန့်ရှင်းသောကုသိုလ်စိတ်တွေဝင်ရောက်ကိန်းအောင်လာတယ်ဆိုရင် ့ဩဇနီးမတော်နှလုံးသည်နှစ်ဦးစလုံးသည်ကုသိုလ်ဆိုတာမင်္ဂလာကုသိုလ်ဆိုတာမင်္ဂလာအဲ့ကုသိုလ်ဆိုတဲ့မင်္ဂလာကိုပန်ဆိုင်ထားတဲ့မင်္ဂလာမောင်နှံကြီးဖြစ်သွားပါတယ်အဲ့တော့ကျက်တရေမင်းကျက်တရေရှိတဲ့ဇနီးမောင်နှံသည်ဖြစ်သွားတယ်ကျက်တရေဆိုတာကကုသိုလ်တရားကိုပြောခြင်းဖြစ်ပါတယ်နေ့စဉ်နေ့စဉ်ကုသိုလ်ဖြစ်ပေါင်းနေထိုင်တယ်နေထိုင်နိုင်တယ်ဆိုရင်နေထိုင်မယ်ဆိုရင် အဲ့ဒီဇနီးမောင်နှံနှစ်ဦးစလုံးဟာကျက်သေးရှိသောဇနီးမောင်နှံဖြစ်ပါတယ်ကျက်သေးရှိသောဇနီးမောင်နှံသီရိခေဟာအိမ်ထောင်အနေနဲ့ကြည့်မစင်ကျက်သေးရှိသောအိမ်ထောင်စုအိမ်ထောင်မှုဖြစ်သွားပါတယ်ဒါကြောင့်မို့တော့မင်္ဂလာဆောင်တဲ့အမျိုးသားအမျိုးသမီးနှစ်ဦးဇနီးမောင်နှံအဖြစ်ဖြစ်ပေါင်းသင်းပြီးမင်္ဂလာဆောင်တဲ့လှုပ်ဆောင်ချက်ဟာကုသိုလ်ဖြစ်တဲ့လှုပ်ဆောင်ချက်ဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားက မင်္ဂလာတရားတော်ထဲမှာတပတ်အပါဝင်ထက်သွင်းထားခြင်းဖြစ်ပါတယ်ဒီမင်္ဂလာဆောင်ရာကနေတဆင့်ဖြစ်ပေါ်လာတဲ့ကုသိုလ်တွေအများစွာများစွာဖြစ်ပေါ်လာတယ်အရေးကြီးတာကစိတ်ကောင်းကိုအခြေခံမှုဖြစ်ပါတယ်တော့ကိုယ်ဇနီးမောင်တော်အချင်းချင်းစိတ်ကောင်းဝင်ရမယ်စိတ်ကောင်းရှိရမယ်နားလည်မှုရှိရမယ်တူနဲ့တူတစ်ဖက်နဲ့တစ်ဖက်အပေါ်မှာနားလည်မှုရှိမယ်ဆိုရင် နှိစင်နှိစင်နှိစင်ကုသိုလ်တရားတွေစိတ်ခေါင်းကနေတစ်ဆင့်ကုသိုလ်တရားတွေအမြဲတမ်းတူပွားနေတယ်အဲ့ဒါကြောင့်မို့လက်ထထိမ်မြားတာကိုပုဒ္ဒတာရတသင်္ဃောမင်္ဂလာတရားတစ်ပါးအနေနဲ့ရသော်ဗျာဟောကြားတော်မူခဲ့ခြင်းဖြစ်ပါတယ်ပုဒ္ဒတာရတသင်္ဃောအပြင်မာတာပိတုဥပဋ္ဌာနံနှစ်ဖက်သောမိဘတွေကိုပြုစုလှုပ်ကြွေးခွင့် ရခြင်းဟာအမတန်မမြတဲ့ကုသိုလ်ဒွိဖြစ်ပါလေမိဘဆိုတာသာသမီတွေအပေါ်မှာအလွန်ကြီးမားသောကျေးဇူးတရားတွေရှိတယ်ဘလို့မှ ပြောလို့မကုန်ဆလို့မကုန်တဲ့ကျေးဇူးတရားတွေရှိနေတယ်အဲ့ဒီမိဘရဲ့ကျေးဇူးတရားကိုသိရှိနားလဲပြီးဇနီးမောင်နှံတို့အချင်းချင်းတိုင်နှိမ့်နိုင်တိုင်ပင်ပြီးမိဘနှစ်ပါးကိုစိတ်တူကိုမြတ်စွန့်နိုင်တဲ့အတိုင်းတရား ပြုစုလှုပ်ကြွေးမယ်ဆိုရင်လည်းပဲဒါမင်္ဂလာရှိသောကုသတရားတွေမင်းကုသတရားတွေကြက်တရတီမိမိတို့နှလုံးသားတွေမှာနေ့စဉ်နေ့စဉ်တူပါဖြစ်ပွားလာမှာဖြစ်ပါတယ်အဲဒါကြောင့်မို့အိမ်တော်ပြုတယ်ဆိုတာလက်ထထိမ်းများတယ်မင်္ဂလာတစ်မျိုးဖြစ်တယ်ပါဖြစ်ပါတယ်ကုသတရားဖြစ်ပွားကြောင်းတရားဖြစ်ပဲလေဖြစ်ပွားဖြစ်တဲ့အတွက်ကြောင့်ယနေ့ ဇနီးမနောနှုဇနီးမနောနှုဦးမင်္ဂလာဦးကုသူလောက်ကလေးကကုသူဖြစ်နေပြီအဲ့ဖဲဆိုမုံမပြုတ်ပြင်းနေရေးအတွက်အလူတော်ငွေလှူဒန်းလိုက်တာနဲ့လည်းပဲဒါမင်္ဂလာရှိတဲ့ကုသူလောက်ကိုမိမိတို့လှုပ်သားပြီးဖြစ်ပါတယ်ချုပ်လိုက်တဲ့အခါမှာမင်္ဂလာရှိတဲ့အပြုတ်မှုတွေကိုမိမိတို့ပြုလို့ဆောင်ရွက်ပြီးဖြစ်ပါဖြစ်တဲ့အတွက်ကြောင့်ဆောင်ရွက်တဲ့အခါမှာကုသူစိတ်ကောင်းဆိုတဲ့ကုသူစိတ်နဲ့ဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့် ဇနီးမောင်နှံနှစ်ဦးလုံးနှစ်တကွမိသားစုအားလုံးကုသတရားတွေအားလုံးအသည်အသည်ဖြစ်ပွားလာကြပြီဖြစ်ပါလေဖြစ်ပွားနေပြီဖြစ်ပါလေဖြစ်ပွားလာတဲ့ကုသရဲ့စွမ်းအားချောင်းဇနီးမောင်နှံနှစ်တကွနှစ်ဖက်သောမိဘအတိုင်းဝင်အားလုံးအန္တရာယ်ကင်းပြီးရှင်ပြီးကောင်းကျိုးချမ်းသာအပြားပြားတို့ကိုအသည်အသည်ရရှိသုံးဆောင်ခံစားနိုင်ကြစေကုန်တည်း အဲရည်စက်ချမ်းသာရအောင်ရည်စက်ခကန်လဲဆိုကြမယ်အရှင်ဖေရတပည့်တော်များသည်ရှိရည်စက်ကြောင့်ဇနီးမောင်နှံအဖြစ်ဖြင့်ပေါင်းသင်ဆက်ဆံခွင့်ရကြသည့်အခါစိတ်ခေါင်းကိုမွေးမြူ၍ပထမဥစွာမင်္ဂလာဥက္ကုတုကိုစီဘူး ပြုလုပ်ကြပါကုန်၏။ဤဘာနှစ်ပါးနှင့်တကားမိမိတို့ရဲ့အသံဝဲများကိုလည်းပဲစိတ်ခေါင်းကိုအခြေအခြေခံ၍ကောင်းကျိုးချမ်းသာဖြစ်စေထသောလှုပ်ဆောင်ချက်ခေါင်းများကိုလည်းပဲပြုလုပ်ပေးမိဖြစ်ပါသည်ဗျာ။ဤကုသိုလ်တရားများသည်တပည့်တော်တို့ ဇနီးမောင်နှံနှစ်ဦးနှစ်တကားမိသားစုအားလုံးအတွေ့ကောင်းကျိုးချမ်းသာစေတီမင်္ဂလာအဖျားဖျားတို့ကို ဖြစ်ပွားစေကြောင်းအထောက်အပံ့ကောင်းဖြစ်ပါစေယနေ့ယခုစီဘူးအထောက်ရသောမင်္ဂလာဥကုသူဤအဖို့ပါကအဝဝကို ကျေးဇူးကြီးမားမိဘဘူပါဆရာသမားများကိုအစထား၍ကုဆောင်နှက်အိမ်ဆောင်နှက်ရာခွဲဆောင်နှက်မြို့ရွာဆောင်နှက်အပါအဝင်32ဘုံကျင်းလေကုန်သောအာလုံသောတတ္တဝါတို့အားအမျှပြီးဝေကြပါကုန်၏ အမြရာကြ၍ကိုစိတ်နှဖျားကြောင်းမှချမ်းသာကြပါစေအမြဝေကြရအောင်အာလုံးကြာကြသမျှအမြအမြအမြယူရမူကြပါကုန်လောတာတုတာတုတာတုအာလောကြာကြသမျှ မြအမြအမြယူရမူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြသမြအမြအမြအမြယူရမူကြပါကုန်လောသာ